ယ်အားလုံးပဲမင်္ဂလာပါကျွန်တော် device season ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ iPhone 6လိုမျိုး model နဲ့ phone လေးတစ်လုံးကဘာလို့ကမ္ဘာပေါ်မှာဈေးကြီးဆုံးဖုန်းဖြစ်နေတည်ရှိနေရတာလဲအဲ့လက်ရှိကျွန်တော်ဒီမြန်မာနိုင်ငံရဲ့ second market ဈေးကွက်ထဲမှာဆိုလို့ရှိရင်တော့သူ့ရဲ့ဖုန်းတန်ကြီးကတော့ကျွန်တော်ဒါ6000နဲ့ထိုင်ကုန်တသိန်းမကျော်တဲ့ဈေးပတ်ချလဲမှာပဲရှိနေတာအဲ့ဒါပေမဲ့ကျွန်တော်ကမ္ဘာပေါ်မှာဆိုလို့ရှိရင်တော့သူ့ရဲ့ဖုန်းတန်ကြီးကကျွန်တော် USD dollar 48.5 million မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်တော့ တိမ်မောင်23တိမ်နဲ့7000ကျော်ရှိနေတဲ့ဖုန်းဆိုတော့ဒီလိုမျိုးတန်ကြီးအဲ့လောက်ကြီးဒီမြင့်နေရတဲ့အကြောင်းရာဘာဖြစ်မလဲဆိုတော့ဒီဗီဒီယိုအဆုံးထိကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘော်ရိုက်နားလည်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးပဲသိကြရတဲ့အတိုင်းပဲ iPhone 6ဆိုတော့ကတော့ကျွန်တော်တို့က2014ခုနှစ်ကထွက်ထားတဲ့ဖုန်းဆိုတော့အခုလက်ရှိအချိန်ဒီမှာဆိုလို့ရှိရင်တော့10နှစ်ကျော်တက်တန်းရှိနေတဲ့ဖုန်းသလုံးများဒီစင်းနေကြတဲ့တန်းရှိနေတဲ့ modern နေဖုန်းလေးတစ်လုံးကကျွန်တော်မြန်မာငွေ23,000ကျော်တန်မှုရှိနေရတဲ့အကြောင်းရင်းကတော့ ီပုံလေးကိုကြည့်လိုက်ရင်ဘောရောနားလည်သွားမယ်လို့မျှော်လင့်တယ်။သူမှမြင်တွေ့ရတဲ့အချိန်မှာသူ့ရဲ့အနောက်ဘော်ဒီအကုန်လုံးကို24 karat ကျွန်တော်တို့ရွှေအပြည့်နဲ့ပြုတ်လုပေးထားတာဖြစ်ပြီးတော့ screen ဆိုရင်လည်းသူက platinum နဲ့ပြုတ်လုပေးထားတာ။အဲညီကိုတို့အနောက်မှာမြင်တွေ့ရလိမ့်မယ်သူ့ရဲ့ဒါ pink diamond pink diamond ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနိုင်ငံမှာအလွန်ကုန်မှတွေ့ဖို့ခက်ခဲတယ်။တော်တော်ကုန်မှဒါကဘာပေါ်မှာလေရှားပါပြီးတော့တကယ်ကုန်မှတန်ကြီးရှိတဲ့စိတ် ဆိုတော့အဲ့အကြောင်းမို့လို့လေဒီ modernic phone လေးတစ်လုံးကဒီလောက်ကြီးကြီးတန်ကြီးများွားပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဖုန်းမှာထည့်သွင်းပြီးတော့အသုံးပြုပေးထားတယ်ပင်တိုင်းမွေ့ weight ကိုပြောရမယ်ဆိုလို့ရှိရင်တော့15 to 20 carat ဝန်းကျင်ရှိရဆိုပြီးတော့ဒါပြောကြရတဲ့လူတွေကတော့တော်တော်များတယ်အဲဒါပေမဲ့ဒီအချက်လက်ကတော့ဒီဖုန်းကိုထုတ်လုပ်ခဲ့တဲ့ Faecon Luxury Company ရဲ့ထုတ်ပြန်ချက်မဟုတ်တဲ့အတွက်တိကျတော့ပြောလို့တော့မရဘူးဒါပေမဲ့တော့ဖြစ်နိုင်ခြေတော့ရှိတယ်အဲဝန်းကျင်လောက်ရှိမှပဲဒီလောက်ကြီးတန်ဖိုးကြီးနေတဲ့ဖုန်းတစ်လုံးကဖြစ်မှာ ဆိုတော့ okay ဒီ print time mode ရဲ့ကျွန်တော်ရာသွင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့သူကတတော်ကုန်မှ sharp တွေစိန်ဆိုတာအလုံးလေးတည်ကြရတဲ့အတိုင်းပဲဒီစိန်တွေကိုကျွန်တော်ဒါဗမာသူ့ဖို့တွေးရှိနိုင်လဲဆိုတော့အများအားဆုံးကတော့ကျွန်တော်တို့ဒီ2020ခုနှစ်အရှိပိုင်းနေမှာတော့ဒီ OC မှာတော့တတော်များများသူ့ဖို့ပြီးတွေးရှိတယ်ပြောတယ်ဒါပေမဲ့ဒီ2020နောက်ပိုင်းရောက်တဲ့အချိန်မှာတော့အဲ့သူ့ဖို့ scan ဟာ ပိတ်သိမ်းခံလာရတယ်။အဲ့လိုမျိုးပိတ်သိမ်းခံလာရတဲ့အတွက်ကိုကျွန်တော်တို့ဒီပင်တိုင်မိုးနေရပို့ပြီးတော့ရှားပါလာတယ်။ရှားပါလာတာနဲ့အမျှတော့ပစ္စည်းတွေကတော့တန်ဖိုးမြင့်လာပဲ။ဆိုတော့ဒါအခုလက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့ဒီဖုန်းကတကယ်ကိုမှကမ္ဘာပေါ်မှာဈေးကြီးဆုံးဖုန်းတစ်လုံးဖြစ်ရှိနေတယ်။ ဒီဈေးကြီးဆုံးဖုန်းတစ်လုံးကိုလက်ရှိအချိန်မှာဘယ်သူကပိုင်ဆိုင်ထားလဲဆိုလို့ရှိရင်တော့ဒီ Falcon Supernova iPhone 6 Pin Diamond Phone ကြီးကိုအိန္ဒိယနိုင်ငံမှာတကယ်ကိုမှကြီးကြီးတဲ့ချမ်းသာနေတဲ့ကျွန်တော်တို့ Mukesh Ambani ရဲ့ဇနီး Nita Ambani ပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုတစ်ခုပဲဖြစ်တယ်။သူတို့ရဲ့ဇနီးမောင်နှံကဘလောက်တောင်မှချမ်းသာလဲလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒါ Mukesh Ambani လက်ရှိအချိန်မှာဆိုလို့ရှိရင်တော့ Warwick နံပါတ်9ဆိုတဲ့နေရာမှာရရှိထားတဲ့ဘီလီယံနီယာတယောက်ဖြစ်ပါတယ်။ဒီလောက်ထိမှချမ်းသာတဲ့ဘီလီယံနီယာတယောက်တော့ကတော့ဒီ48.5 USD ဘီလီယံဆိုတာကတော့ဘာမှမဟုတ်တဲ့ငွေပမာဏပြက်ကောင်းဖြစ်နိုင်နေလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့တကယ်ကိုမှမလောက်စရာငွေပမာဏပါပဲ။ Okay ဆိုတော့ဒါနောက်ထပ်နောက်ထပ်ဒီမှာဘယ်လိုမျိုးထူးခြားတဲ့ဖုန်းလေးတွေဘယ်လိုမျိုးဖုန်းလေးတွေ review လုပ်ပေးစေချင်တာရှိလဲကွန်မန့်ရေးပေးခဲ့ပါ။ကြည့်ရှုပေးတဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်။ See you guys. you